မင်္ဂလာပါရှင်။မိုသားမီတာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်အစပ်မှာရှိနေတဲ့မိုးပြဲမြို့မှာနာဆာကတက်တွေနဲ့ KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကြားမှာတိုက်ပွဲတွေပြင်းထန်လျက်ရှိနေရ။နာဆာကတက်တွေရဲ့လက်တွဲညီစွာပူးပေါင်းတိုက်ခိုက်နိုင်မှုကြောင့်နာဆာကတက်တွေကမိုးပြဲမြို့ကိုမေလအတွင်းပြန်လည်သိမ်းယူနိုင်မဲ့အလားလာကောင်းတွေရှိနေတယ်လို့သိရပါတယ်။ဒေသပိုင်းထဲမှာတော့မိုးပြဲမြို့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ ပြပြပေးတာမှာပြတ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့ Moda Media Channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရှမ်းပြည်နယ်နဲ့ကယားပြည်နယ်အဆက်မှာရှိနေတဲ့မိုးပြဲမျိုးမှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေရာနာဆာကတပ်တွေဟာလက်တွဲညီစွာပူးပေါင်းတိုက်ခိုက်နိုင်တာကြောင့်ပြည်လေတည်ယူနိုင်မဲ့အလားလာကောင်းတွေရှိနေတယ်လို့သိရပါဗျ။ မိုးပြင်းမျိုးဟာရှမ်းပြည်နယ်နဲ့ကယားပြည်နယ်နဲ့နယ်မြေဖြစ်တဲ့ဘလူးချောင်းပေါ်မှာတည်ရှိပြီးအချက်ကြာကြာကစီပါရီစီပင်ထွန်းကားတဲ့မြို့ဖြစ်ပြီးတော့ကယားပြည်နယ်လော်ပီတာရေအားလျက်စစ်ဆက်ရုံအတွင်းရေယာတီရေနေချိန်မှာရေဖြည့်တင်းပေးနိုင်ဖို့တိစောက်ထားတဲ့မိုးပြဲဆဲချောင်းလည်းထင်ရှားတဲ့မြို့ဖြစ်ပါတယ်။ကယားလနဲ့ကန်အဖွဲ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းမိုးပြဲမြို့အတွင်ရှိနေရာအလုံးကိုထိန်းချုပ်နိုင်ခဲ့ပြီးမြေ ညော့ပြင်းရှိခမာယ422တက်ကိုမသိနိုင်ဘဲနဲ့တင်ရခဲ့ပါတယ်။နာဆာကညော့ပြင်းရှိခမာယ422ဗဟိုပြုတ်ပြီးမိုးပြင်းမြုပ်ကို တုံ့ပြန်တိုက်ခိုက်ခဲ့ရ။မြေပြင်တပ်ဖွဲ့တွေအပြင်ဒရုန်းတပ်ဖွဲ့နဲ့နဲ့ကြီးပစ်ကူအဖွဲ့နဲ့လေတောင်းတိုက်ခိုက်မှုတွေကိုဟန်ကျက်ညီစွာတိုက်ခိုက်နိုင်ခဲ့ရ။လက်ရှိချိန်မှာမိုးပြင်းမြုပ်ကိုပြန်လည်သိမ်းယူနိုင်မဲ့အလားအလာကောင်းတွေရှိနေကြတာဖြစ်ပါတယ်။နာဆာကကယားပြည်နယ်အတွင်းထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းအတွက် အတိတ်ကအရေးပါတဲ့မြို့တော်လွိုင်းကော်မိုးပြဲဖဲခုံလမ်းပိုင်းကိုပြလဲထိန်းချုပ်နိုင်အောင်ကြိုးပမ်းလာခဲ့ပြီးနောက်မိုးပြဲမြို့မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီး KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေစောက်ခွာထွက်ပြေးတာတွေရှိနေတယ်လို့သိရပါတယ်။ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းမိုးပြဲမြို့ကို သိမ်းပိုင်းနိုင်ခဲ့ပြီးမြို့မြို့ပြင်ရှိခမာယ420တက်ကိုအထိန်းချုပ်နိုင်ခဲ့ပေး NASA ကခမာယ422ကိုအခြေပြုကာ စစ်သည်အင်အားလက်နက်ခဲယမ်းတွေဖြစ်တင်ပြီးမိုးပြဲမြုပ်ကိုပြန်လည်ထိန်းချုပ်နိုင်အောင်ကြိုးပမ်းလာခြင်းနဲ့ဖြစ်ပါတယ်။ NASA ကမိုးပြဲမြုပ်ကို2024ခုနှစ်နိုဝင်ဘာလအတွင်းမှာ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုတုံ့ပြန်တိုက်ခိုက်ခဲ့ရ။ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာခဲ့ရပြီးလက်ရှိအချိန်မှာ NASA ကတပ်တွေကမိုးပြဲမြုပ်ကိုပြန်လည်ထိန်းချုပ်နိုင်မယ့်အလားအလာကောင်းတွေရှိလာခဲ့တာဖြစ်ပါတယ်။မိုးပြဲမြုပ်ကိုပြန်လည်ထိန်းချုပ်နိုင်အောင်ကြိုးပမ်းခြင်းအတွင် နာဇာကတက်တွေနဲ့အတူဦးအောင်ခန်းထီဦးဆောင်နဲ့ပအိုအမျိုးသားအဖွဲ့ချုပ် PNO တပ်ဖွဲ့ကလည်းလက်တွဲညီစွာပူးပေါင်းတိုက်ခိုက်ခဲ့ရာ KNDF ဦးဆောင်နဲ့ပူးပေါင်းအဖွဲ့တွေညာစွာအထိနာခဲ့ရလို့သိရပါတယ်။အေဗီလာ28ရက်နေ့ကနာဇာကတက်တွေဟာမိုးပြင်းမြုပ်ကိုပြန်လည်ထိန်းချုပ်နိုင်အောင်ရည်ရွယ်ချက်နဲ့တံပြန်တိုက်ခိုက်ခဲ့ရာမိုးပြင်းမြို့လက်ဒီဖုံးစည်းကြောင်အတွင်ဝဲရာရှိရန်သူကာကင်းရှစ်ခုလုံးကိုအကုန်သိမ်းနိုင်ခဲ့ပြီး ်မေလအတွင်းမှာပဲ NASA ကတက်တွေမောပြဲမြုပ်ကို ပြန်လည်သိမ်းယူနိုင်မဲ့လားလာကောင်းတွေရှိနေတယ်ဆိုပြီးတော့ဒေတာကန်တူကအခုလိုမျိုးပြောဆိုခဲ့ပါတယ်မိုးပြေကာကဲတွေတော်တော်အကုန်ရနေပြီရှာအဲ့အဲ့မိုးပြေမျိုးဝင်ဖို့ပဲကြံတော့တယ်မျိုးတဲ့ဝင်လိုက်တာနဲ့ဟိုကောင်လေးရရပြီဟိုတဲလေးရဆိုဘာပဲဒီကောင်လေးအိုဘာအပေါ်လေးတက်တယ်ကြတာအကုန်ဒုံးဖို့နဲ့အမေအခုကအပေါ်ကအစကုန်ဆော်ဆော်တာတဲ့ရအကောင်လေးကိုအမတိုက်ပွဲအခုချိန်ပြင်းထန်တော့မယ် မိုးရွာအခုချိန်ပြင်းထန်နေတော့ပြင်းထန်တယ်ဆိုတာဒီကောင်းနေမဆုတ်မရတော့ဒီကောင်းနေငါခုနပြောတယ်ဒီကောင်းနေဟိုခံနိုင်မှဒီမေကပထမမှဒုတိယဘက်ကောက်ကြည့်ပဲသူခံနိုင်ခဲ့တယ်။ဘာကြောင့်ဆိုအခုရှစ်ကငင်းကုန်နေအကုန်ကြကုန်ပြီဒီကောင်းနေအေးအေးမိုးပြရှစ်ကငင်းကုန်နေအကုန်ကြကုန်ပြီဒီကောင်းကြတော့ဒီကောင်းနေတဲ့တကယ်မိန်နေရာတွေပဲကျန်တော့တယ်။မိန်နေရာရဲ့ကျန်တဲ့ဒီကောင်းထပ်ပြီးတော့မျိုးထဲမှာကြောင့်သူတောက်ခံနိုင်မယ်မထင်ဘူး။မျိုးထဲကဟွာနဲ့မတူဘူးကွာအပြင်ခုံးနေမှာသူအပြင်ခုံးနေကြရင် မျိုးတဲ့အမေဘကုန်ကြီးတယ်ပြီဆိုဒီကောင်နေုံမရတော့ဝေးမိုးပြန်ပါအာဟုတ်ကဲ့အပြန်ကြီးတယ်မှာပဲလေတောင်ကုန်းပဲအာအေးအဲ့တော့ဒီကောင်ကြီးစုပ်ကိုစုပ်မှာအဲ့ဒါကသူသူကသူ့ရဲ့သဘောကဓမ္မပတ်ဓမ္မပတ်နဲ့ဒုတိယပတ်တစ်ပတ်ပတ်အတွင်းမှာမိုးပြဲရဲ့နောက်ဆုံးရဲ့အရာပဲသူကမိုးပြဲကဘာလို့တော့မိုးပြဲကိုရမှာဖြစ်မဲ့ဆိုမိုးပြဲကပင်ကောင်းတဲ့မိုးပြဲနဲ့တကန်းနဲ့အဲ့ဒါနေပြီးတော့တိုက်ရိုက်ချိန်ချောက်တဲ့ဟာကြီးမြင်ရတယ်ဟမ် မင်းအဲမိုးပြဲဟိုမိုးပြဲအဓိကမင်းမင်းအဲဒုနိုင်ငံသူတို့ကမသိဘူးနေပြီးတော့မင်းအဲတိုက်နိုင်တဲ့ဟာနဲ့ချနိုင်တဲ့ဟာမိုးပြဲပဲရှိတယ်အိုက်ကရပဲရှိတယ်အဲမိုးပြဲကဟိုဒါမကြခဲ့ဘူးခုစီတိုင်းအတိဒီကောင်တွေရောက်အောင်မင်းပဲပြန်တိုက်ယူရတာလေအဲမိုးပြဲကစီတိုင်းကန်းကြောင်းတာရသွားရင်မင်းပင်ကောင်းကလည်းကြာပြီလေအခုကအဲမိုးပြဲရပြီလေဆိုရင်ပင်ကောင်းကတော့ဘာလို့ရှိတဲ့ကန်းကြောင်းတော့ပုံပြထိနိုင်ထိနိုင်ရင်မင်းအဲနေပြီးတော့စိတ်ချပါပြီလေဟုတ် နောက်ဆိုနေပြီးတော့စိတ်မချအောင်မင်းမိုးပြန်ကငါတို့ရောက်ဘူးတာမဲ့မိုးပြန်မောက်မယ်ငါတို့တွေရောက်လာဒီမေဒီမေကအတွင်းမှာမေကကောင်ကပဲရှင်းမှာမေကအတွင်းဒီပထမဘက်ဒုတိယဘက်တတိယဘက်ပဲပဲဒီကောက်ပဲကွာရပေါင်း20စိတ်ကောက်တွင်မှာတော့တိမ့်နိုင်တယ်ကွာသူတို့တိမ့်နိုင်ဆိုအခုကတော်တော်လေးထိုးစစ်ဆင်နေတာမိုးပြန်မှာတော်တော်ကိုတိုက်ပွဲပြင်းထန်နေတာမိုးပြန်မှာညီကလေးတို့ကိုတို့တာမသိတာဟုတ်ကဲ့ဟိုကောင်ပြောတဲ့အတိုင်းမိုးပြန်မှာတော်တော်ကိုတိုက်ပွဲပြင်းထန်နေတာအခုမင်းဒီဘက်မှာရှိတဲ့ဟိုတို့ ဟိုဟာတွေတက်အောင်ဆိုးနေတယ်မင်းနောက်ဆိုးတော့ဒီဟိုဟာတို့ဒီနာဘာဟိုရခိုင်နဲ့ဗတ်နေမှာတိုက်တာနေအောင်ဆိုးတယ်အဲ့မှာမိုးရဲမှာကြီးကျယ်စောတာအဲ့အဓိကမိုးရဲကိုနှက်ရတဲ့အကြောင်းရကြရားကိုဒီကောင်နေအဲ့ဒီတောင်ပိုင်းတွေကထွက်ကောင်တိုင်နေတာပိုးအဲ့ကောင်နေထွက်သွားမှာတို့ကအဲ့ဒီကန်းကြောင်ပါရောနေပြီးတော့မချင်းချောင်းနိုင်ပါလေဟုတ်တော့ဒါကိုကောင်းရဲဆိုတော့ထိပ်ပြီးသားဖြစ်သွားမယ်ကွာဟုတ်ကဲ့အဲ့ကန်းကြောင်တွေကိုပြန်ပွင့်သွားပြီးရဆိုရင် ကရမြေကောလိုအော်တိုတော်တဲ့ပြန်ရောက်တော့မှာသူကအဓိကကရပါလဲဆိုအမေရိကန်ရဲ့ထောက်ပံ့ကိုယူထားတက်ကလာอืมတက်ကမိုးပြဲဝိုင်းထားတာပဲလေမိုးပြဲပပတ်ကေမှာရှိတဲ့ဥစ္စာတွေအကုန်တိုက်နေတာမိုးပြဲလူတွေကိုမဝင်သေးတာပဲရှိတယ်အဲ့နားမှာရှိရဲ့ရှေ့ကာကင်းကုန်းနေတော်တော်များများသိမ့်ပြီးပြီကိုပြောတယ်ဝင်တော့ဝင်ခိမ့်မယ်သူတို့ကအခုသူတို့ပြောတာမိုးပြဲမျိုးဝင်ဖို့ပဲကြံတော့တယ်လို့ပြောတယ်သူတို့ သူကဒါတို့ကာကင်းကုန်းတွေရတာပြီမြို့ထဲဝင်တော့မယ်ဆိုတော့ပုံစံဆိုတော့မြို့ထဲမှာလည်းဒီကောင်တွေခံသစ်စီထားတာကဆိုတော့ငါတို့စဉ်းစားအောင်ပါပေါ့နော်အဲ့ဒါတော့မြို့သိမ်းတိုက်ပွဲဆင်နွှဲရတော့မှာပေါ့မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်သူကတို့အခုခံသစ်တွေတောင်မှအကြဆုံးများနိုင်တယ်သိရဟုတ်ဒါပေမဲ့တော့သူကဘယ်ကိုခေါ်မဲ့ကွာစစ်တိုက်တဲ့ခါကျမြို့သိမ်းတိုက်ပွဲကြတော့အကြဆုံးများမယ်အဲအင်အားကောင်းတဲ့ကောင်ကမြန်မြန်ရတော့တယ်တမျိုးကောင်ဟုတ်ပါမဟုတ်ရင် သူကအင်အားများတဲ့ကောင်ကမျိုးစိမ့်တိုက်အင်အားနည်းတဲ့ကောင်ကမျိုးစိမ့်တိုက်ဝင်ရှင်တို့ကိုမရနိုင်ဘူး။အဲဒါသူကတန်းကျိုကကြအင်းချုံအင်းကြအကုန်ဝင်ရတာ။သူကကန်းကျောင်းဝင်သွားပြီဆိုသူကလည်းအဲ့လိုကံမဲ့ကန်းကျောင်းတွေကိုအကုန်ပိတ်ပြီးစောင့်နေတာလေ။အာစောင့်ဦးတွေဆိုဘုံကျဲနိုင်မှာ၊ဂေနဲ့ပြစ်နိုင်မှာ၊ဒါမှမဟုတ်အမြောက်နဲ့ပြစ်နိုင်မှာ၊အပြစ်တင်ကားနေနဲ့ဝင်သိမ့်နိုင်မှာမျိုးစိမ့်တိုက်ပွဲကအဆင်ပြေမှာ။အာအခုငါတို့ပြောတဲ့အခုမိုးပြက်ရဲ့မြို့ရဲ့အေရိယာအခြေအားကြည့်တော့ကြည့်ရွာ။ အရန်ကြီးရဲ့မသေးအရန်ကမကြည့်ပုံစံမျိုးကြီးပေါ့နော်သူရအနေဩကာပေါ့ကနေတဲ့ပုံစံအနေထားပဲတောင်ကုန်းတောင်ကမ်းမှာဆိုတော့ဒီကောင်ကပိုပြီးအန်တီရဲ့များတယ်ဝင်ရတာဟွန်းအဲ့တော့စစ်သားတွေတော့ကြီးဆိုင်ရမှာပေါ့ဒါဒါမြင်မျက်နှာတွေ့မြင်ရကြည့်မယ်ဆိုရင်မိုးပြဲကတကယ်ကိုအချက်ချကြရတယ်အော်တိုက်စစ်ဖွင့်လာတာမြဲအကြီးကျယ်ဖွင့်လာတာတောင်းချောက်ကိုတစ်တာကနေကြည့်မရရအမြောက် ဟိုဟာတွေရောတောင်းချောင်မင်းကြီးရောဘုံကျဲနေတာမဟုတ်ပြေ။ဘိုးကြီးကချိန်ပါပါ။မြို့ပြပဲဖြစ်သွားမှာ။စာစုပ်ပြန်ထူတောင်းရမှာ။ဟာ။မိုးပြေမြို့ဟာအတေကအရှိပါတဲ့မြို့ဖြစ်တဲ့အတွက်နာဆကဟာမိုးပြေမြို့ကိုပြန်လည်ထိန်းချုပ်နိုင်မှနေပြီးတော့အတွက်စိတ်ထားရပွဲရှိရလို့သိရပါတယ်။စီးရင်နဲ့နိုင်ငံရေးအကြောင်းအရာတွေကို Telegram မှာရှင်းသားဖော်ပြနေရဲ့။နေရီမိုးအမည်ရှိရဲ့အကောင့်တစ်ခုကလည်းတက်လာတဲ့သတင်းတွေအရာဆိုရင်တော့မကြခင်တက်မတော်က မိုးပြဲကိုအလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ယူဆရပြီးတပတ်မီဒီယာတွေကိုရိုင်းမိုးပြဲကိုကာထားတဲ့ရှေ့ခံစစ်စီကကင်းတချို့နောက်ဆုံးနေရပြီလို့ဝန်ခံထားလည်းတွေ့နေရတယ်။ကြီးရတာမြေပြင်တိုက်ပွဲလေးအတော်လေးပြင်းထန်နေတဲ့သဘောလို့ယူဆရတယ်။တကယ်တော့မိုးပြဲဟာလွိုင်းကောအတွက်သာအရေးကြီးတာမဟုတ်ဘူး။ဖေခုံပင်လောင်လမ်းမကြီးပြန်ပွင့်ဖို့အတွက်လည်းအခရာကြတယ်။ဒါမှအရေးပူရာအဖြစ်နေပြီးတော့တိုင်းဘက်က စိတ်ချရမယ်။တခါဒီမောဆူနဲ့ဘောလက်ခဲဖက်လေ နံမြင်စိတ်ချရအောင်ကာကြရအောင်မင်းဒါမှတောင်ကိုပဲအထွက်လန်းကိုပိတ်နိုင်လိမ့်မယ်ဆိုပြီးတော့ Telegram မှာရေးသားဖော်ပြထားပါတယ်။ KNDF ဦးဆောင်တဲ့ပူပေါင်းဖွဲ့ရိယာ NASA ကတက်တွေကိုရင်းဆိုင်နိုင်အောင်ခန်းစစ်ကိုအခိုင်အမာပြင်ဆင်ခဲ့ပေမဲ့ NASA ကရဲ့ drone တပ်ဖွဲ့တွေလက်နေကြီးပြကူအဖွဲ့မြေပြင်အဖွဲ့တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေတိကျစွာလုပ်ကိုင်နိုင်ကြရ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအလဲလဲအကွဲကွဲဖြစ်ခဲ့ကြလို့သိရပါတယ်။စီးရင်နိုင်ငံရေးအကြောင်းအရာတွေကို လမုတ်ကွန်ရဲမှာရှေးသားဖော်ပြနေရဲ့ရဲဘော်တုံးအမည်ရှိရဲ့အကောင့်တစ်ခုကလည်းမော်ပြဲမှာအကျိုးနှဲသွားရတဲ့ KNTF နဲ့ဗတ်တက်တွေတဲ့အလဲလဲအကွက်ကွဲပဲပြလယ်ဒီဖုံးတော်စီကြောင့်ကိုကန်ဆယ်လုပ်ပြီးတမရော့ဆက်ကြောင်းနဲ့ PNO ပအုပ်စစ်တီတော်ရရဲ့ရဲစွမ်းတက်တီကြောင့်သိမ်းပိုက်ရရှိလိုက်ပါတယ်။နှစ်ဖက်အထိကိုင်များကြပါတယ်။ဗတ်တက်နိုင်မှာလဲပြမော်ပြဲတမျိုးလုံးကိုသိမ့်မကြခင်အောင်မြင်ချက်နိုင်ပါလိမ့်မယ်ခင်ဗျာဆိုပြီးတော့ မေလာတရက်နေ့က Telegram လူမှုကွန်ရက်မှာရှင်းတာဖော်ပြထားပါတယ်။နာဆာကတက်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အထိနာနေရတဲ့အတွက် KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကမေလာ၂ရက်နေ့မှစတင်ပြီးတော့၎င်းတို့ရဲ့တပ်ဖွဲ့ချင်းဆုတ်ခွာဖို့စီစဉ်ကြပြီလဲရှိနေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။လက်ရှိချိန်မှာနာဆာကတက်တွေဟာမော်ဘီယာမြို့ကိုဝိုင်းထားနေပြီးတော့မေလာတွင် အနည်းနဲ့အမြန်ပြန်လည်သိမ်းယူနိုင်မဲ့အလားအလာကောင်းတွေရှိနေတယ်လို့ ဒေသခံတအူးကအခုလိုမျိုးပြောဆိုခဲ့ပါရဲ့ရှင်